နေဆက်မတစဉ်တရားမဝင်ဝင်ရောက်လာပြီးတောထဲမှာပြစ်ထားခံရတဲ့ကလေးငယ်တဦးအပါအဝင်မြန်မာနိုင်ငံသား15ဦးကိုထိုင်းအနာပိုင်များကဖမ်းဆီးရမိကြောင်းထိုင်းသိမ်းဌာနတခုကသတင်းဖော်ပြထားပါတယ်။အော်တိုဘား30ရက်နေ့ပိုင်းကထိုင်းနိုင်ငံရန်စီမွန်ခန်ရှိတောအုပ်ထဲမှာပုံအောင်နေတဲ့မြန်မာနိုင်ငံသား15ဦးနဲ့တရုတ်နိုင်ငံသား9ဦးတို့ကိုထိုင်းအနာပိုင်များကတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။၎င်းတို့မှာနေဆက်ဒေါ်လာများကဝင်ရောက်လာခြင်းဖြစ်ပြီးမော်တော်ယာဉ်တစ်စီးကလာရောက်ခေါ်ဆောင်ခဲ့ကြောင်းအဲဒီနောက်ရန်စီမွန်ခန် ခေါင်ခုတ်တို့ရောက်ရှိချိန်မှာ၎င်းမော်တော်ယာဉ်ပေါ်မှဆင်းခိုင်းကာအခြားမော်တော်ယာဉ်တစ်စီးကလာခေါ်မယ်လို့ပြောဆိုကထားခဲ့ခြင်းဖြစ်ကြောင်းတရဲကြောကြာစောင့်ဆိုင်နေပေမဲ့လည်းမော်တော်ယာဉ်ကလာရောက်ခေါ်ဆောင်ခြင်းမရှိကြောင်း၎င်းတို့ကိုထိုင်းဒေသခံရွာသားများကတွေ့ရှိပြီးအာဏာပိုင်များကိုအကြောင်းကြားတာကြောင့်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းသတင်းမှာဖော်ပြထားပါသည် ဖမ်းဆီးခံရသူများတွင်အမျိုးသမီးအချို့နဲ့ကလေးငယ်တဦးလည်းပါဝင်လျက်ရှိပြီးလူလက်ပိုင်းရွယ်အမျိုးသားများလည်းပါဝင်တာကိုသတင်းဌာနကဖော်ပြတဲ့သတင်းထပ်ပုံမှာတွေ့ရပါတယ်။ဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသား15ဦးနဲ့တရုတ်နိုင်ငံသား9ဦးကိုထိုင်းနိုင်ငံအတွင်းတရားမဝင်ရမှုနဲ့ဆွဲချက်တင်ကလန်ဆက်ခရိုင်တရားရုံးသို့ပို့ဆောင်ခဲ့ပြီးလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ထံလွှဲပြောင်းပေးခဲ့တယ်လို့သတင်းမှာဖော်ပြထားပါတယ်။